ဒူးစစ်တီလူငယ်များနှင့်အသက်ကြီးသူများတွင်ပြဿနာများကိုဖြစ်စေနိုင်သောအလွန်အားနည်းသောအစ်စ်တစ်ခုဖြစ်သည်အရက်အလိုက်အလေးချိန်ကိုမှန်ကန်စွာထိန်းသိမ်းထားခြင်းသည်အလွန်အရေးကြီးသည်လူငယ်များတွင်ထိခိုက်မှုများရှိပါကအခင်အမြန်ကုသရန်တေချာစီပါထိုထိခိုက်မှုများကိုကုသနိုင်ပါကပြဿနာများစွာကိုဖြေရှင်းနိုင်ပါသည်ထိုထိခိုက်မှုများကိုမကုသပါကအနာဂတ်တွင်အခြားပြဿနာများစွာနှင့်ရင်ဆိုင်ရမည်ဖြစ်သည်ယနေ့ခေတ်တွင်အတိုင်းပိုင်းအစီအောင်ယောဂအုပ်ကို များစွာတွေ့ရသည်ဒူးစစ်တွင်အလဲပိုင်းနှင့်အပြင်ပိုင်းခံရဖို့တွေ့ရသည် အခန်းတစ်ခုတာပါဝင်ပါကအပြည့်အဝဒူးစားထိုးခြင်းကိုမပြုလုပ်ပါအပိုင်းပိုင်းဒူးစားထိုးခြင်းဟု ခေါ်တော့အရာကိုပြုလုပ်ပါသည်ဤတင်ညာအစင်မြင့်ဖြင့် robot စနစ်ဖြင့်ယနေ့ခေတ်တွင် robot အပိုင်းမှာဒူးစားထိုးခြင်းကို နေ့တစ်နေ့အတွင်းပြုလုပ်နိုင်ပါသည်လူနာသည်ကျန်းမာပြီးအခြားရောဂါများမရှိပါကနေ့တစ်နေ့အတွင်းပြုလုပ်နိုင်ပါသည် ူတို့ဒီမနက်ပိုင်းတွင်လာရောက်ပြီးခွဲစိတ်မှုကိုခံယူကာညနေပိုင်းတွင်အိမ်သို့ပြန်သွားနိုင်သည်လူနာတွင်တရားယောဂါတွေးပောင်ခြင်းကဲ့သို့အနေငယ်တည်တနာများရှိပါကအင်းတို့ကိုပုံမူတဘာဝကြစီပါသည်သူတို့ဒီပုံမူတဘာဝကြသောဒူးစစ်ကိုခံစားရသည်သူတို့ဒီထိုင်နိုင်သည်ချိုးထိုင်နိုင်သည်ပမာစနာကိုပြုလုံးနိုင်သည်ဒူးစစ်၏တဘာဝလှုပ်ရှားမှုများစွာကိုပြုလုံးနိုင်သည်